ုင်းနဲ့ကိုရတပည့်ရဲ့ idol ဖြစ်ခဲ့တာပေါ့နော်အဆိုပိုင်းနဲ့ဟိုအဆိုပိုင်းနဲ့ကြိုက်ခဲ့တာကွာဒီဖိုင်လေးကိုထားလိုက်ရဲ့။သွင်းမြက်ကိုကြည့်ပြီးရဲ့အချိန်မှာလုံးဝအလေး သူ့ရဲ့လုံးဝနောက်တကယ်နောက်တစ်ချိန်ဖန်ကဲ again ဖြစ်သွားအရင်ကတော့အစောတော့ထုံးထုံးရဲ့ဖန်ကဲပေါ့နော်အခုအဲ့သွေးမြက်ကိုကြည့်ပြီးတဲ့အချိန်မှာလုံးဝဟောကိုယ်ရမ်းမိုက်တယ်ကိုယ်ရမ်းမိုက်တယ်ကိုယ်ရဲ့ဖန်ကဲ again ဖြစ်သွားပေါ့နော်ဟုတ်သူကပမာလဲကောက်ကန်သွားပါအာသူ့စွဲမသွားတင်ထားလိုက်လေ အနေအားနဲ့ပါဝင်တင်ဆောင်တာပါရှင်း။အာအရင်တစ်ခေါက်ကကျတော့အရင်တစ်ခေါက်ကလည်းအမြန်မာလေးပေါ့ဒါအဲ့တုန်းကကျတော့ပထမဆုံးစုံလာကိုယ့်ရဲ့အာလေးစားအားကြရတဲ့အမှုပညာဟိုခေါ်မလဲအမှုပညာရှင်တယောက်နဲ့ပထမဆုံးစုံလာဆိုတော့အရင်စိတ်လို့ခေါ်စိတ်လှုပ်ရှားတယ်ပြီးတော့ส่งได้อ่ะด้วยเลยเปียวเลยดีกว่ามาจะถัดไปแล้วนะแล้วก็กัน အဲ့လိုတူတူဆက်တာပေါ့နော်အဲ့လိုမျိုးဟုတ်ဟုတ်အဲကိုင်းနဲ့လည်းဒီကားမှာအရင်ကားမှာတော့မောင်နှမပေါ့ပေါ့ပါပါလေးပဲဒီကားမှာလည်းနည်းနည်း drama နေရောပါမယ်ချစ်ဟုတ်ဟုတ်ကိုင်းရအရင်အချိန်တိကြရဲပြီးတော့အလုပ်လုပ်တဲ့နေရာမှာလည်းဘယ်လိုဟောမလဲတိကြတိကြရဲဟို ဘယ်လိုပြောရမလဲပြောရမလို့မသိအလုံးလုံးတဲ့နေရာမှာအရန်ကိုစိတ်ဆက်တည်ထားတယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့ညီမတခုခုအဲ့လိုတခုခုဖြစ်သွားမှာ credit unity ရဲ့မှားသွားမှာဒါမျိုးလေးတွေတော့စိုးရိမ်နေပြီးတော့အဲ့လိုအချိန်နောက်ကျမှလေးတွေစိုးရိမ်နေပေါ့နော်အဲ့လိုမျိုးဟုတ်ဟုတ်အူဂျင်းတော့ဟာကိုကြီးကိုငငယ်ငငယ်လေးကအပိတ်ခဲ့တာပေါ့နော်အဲကိုကြီးကိုငငယ်ရောကကြတော့ ိုင်းနဲ့ကိုရသမီးရဲ့အိုင်တော်ဖြစ်ခဲ့ရပါဘောเนาะအဆိုပိုင်းနဲ့ဟိုအဆိုပိုင်းနဲ့ကြိုက်ခဲ့ရနောက်ကြတော့ဟိုအခုပြခဲ့တဲ့ twin ဖြစ်ပါเนาะ twin ဖြစ်ကိုကြည့်ပြီးရဲ့အချိန်မှာလုံးဝအလေး သူ့ရဲ့လုံးဝနောက်တကယ်နောက်တစ်ချိန်ဖန်ကဲ again ဖြစ်သွားအရင်တော့ကျတော့အစိုးရထူးထွန်းရဲ့ဖန်ကဲပေါ့နော်အခုအဲ့သွေးမြက်ကိုကြည့်ပြီးတဲ့အချိန်မှာလုံးဝဟောကိုယ်အရင်မိုက်တယ်ကိုယ်အရင်မိုက်တယ်ကိုယ်ရဲ့ဖန်ကဲ again ဖြစ်သွားပေါ့နော်ဟုတ်ဟုတ်တယ်အခုကလုံးဝကိုယ်ဖန်စစ်စစ်အခုလည်းထပ်ပြီးတော့ဆုံရတယ်ပြီးတော့လို့အာ ထပ်ပြီးတော့အဲ့လို drama လေးတွေလည်းပါလာတယ်ဆိုတော့လေအများကြီးတူတူထပ်ပြီးတော့ကြိုးစားတော့မှာအရှင်ဟုတ်ပြောဖြစ်တယ်ကိုကြီးအရင်ကအပေးခဲ့ဟုတ်ကိုကြီးကအရင်အဟိုဇာကားမြန်ခင်လုံးကလေးကစုံစုံပူးတယ်နိစုံပူးတယ်သမီးက 3H Academy မှာလည်းတက်ပူးတော့အမှကြတော့ကိုကြီးကတည့်ရလာပြပေးဘူးတယ်အဲ့လိုမျိုးလာပြပေးရဲ့အချိန်မှာအချိန်ဟိုတိုးဆောင်ပြောင်းရဲ့ရှစ်တင်ရှစ်တိုက်ထားရဲ့ဟိုလေးဟို စံနှုန်းတွေပေါ့เนาะအဲ့ဒါတွေကိုပြောပြခဲ့တာဆိုတော့အဲ့ခရေကတော့အဲ့ခရေကနေစားခဲ့ရတာပေါ့เนาะဟုတ်စီနီယာတယောက်အနေနဲ့နေစားခဲ့ရတာပါဟုတ်